နှစ်သိန်းလုံးကတော့50 50ပဲ။နောက်ပြန်မှာတကယ်ကိုပြန်စမ်းပြင်းနေပြီးတော့ဟိုကြည့်ခေါက်မဲ့ပွဲပေါ့နော်။တို့လည်းရေကုန်ရေကန်မစားမယ်။ကျွန်တော်တို့ကလည်းရေကုန်ရဲအကောင်းဆုံးနောက်တစ်ဆင့်ပြန်နိုင်မှုလို့ပြောကျွန်တော်တို့ကြိုးစားတော့မှာဟုတ်ကဲ့။တိမ်မွေးကတော့ကျွန်တော်တို့ပေါ့နော်။ဟိုဒီပထမအဲကစားတဲ့ခွင်းတော့မဟုတ်တော့ဘူး။အခုကျွန်တော်နောက်တစ်ခွင်းဖြစ်တဲ့အာဆောင်းဘော်ဒီတိုင်းတိုင်းရင်ပေါ့နော်။အဲအဲ့မှာကျွန်တော်ကစားမှာပါ။အဲ့တော့လည်းပိတ်သက်တွေခွင်းနဲ့ဒီလာရောက်အားပေးဖို့ပေါ့နော်။တစ်သိန်းလုံးကြိုးစားကျွန်တော်ဒီညနေပြီးတော့အာပြောကြချင်ပါတယ်ခင်ဗျာ။ ဟုတ်ကျွန်တော်တို့ကတော့မနက်ဖြန်ပြိုင်ပွဲအတွက်ကတော့အားလုံး ready ပေါ့နော်ဒီနေ့ဆိုလဲဒါမနက်ဖြန်ပြိုင်ပွဲအတွက်အာပြင်ဆင်ပြီးတော့ပေါ့နော်အကောင်းဆုံးဒီနေ့အာအကောင်းဆုံးအာနီးပြတွေရောကစားသမားတွေရောဒီနေ့အကောင်းဆုံးပြင်ဆင်ပြီးတော့မနက်ဖြန်ပြိုင်ပွဲအတွက်ကိုအဆင်သင့်ဖြစ်နေပါတယ်ဟုတ်ဟုတ်ဒါကတော့ဟိုပေါ့နော် reset အရာကတော့ဆိုရင်စိရှိကောင်းရှိနိုင်ပါတယ်ဟို ။ဘာလို့လဲဆိုတော့ဒါရှေ့ကဟိုပွဲတွေမှာဆိုရပြီးခဲ့တဲ့ပွဲတွေမှာဆိုရဒီလက်ဆက်အရာကကျွန်တော်တို့ဟိုမှာဖြစ်ခဲ့တဲ့အတွက်ဒါပေမဲ့အခုမှဆိုသူတို့မှလည်းသူတို့ pressure တော့ရှိမှာပဲ။အဲသူတို့ဖိလစ်ပင်းကိုရှုံးခဲ့တဲ့အတွက်ကျွန်တော်တို့ကလည်းဖိလစ်ပင်းကိုနိုင်ခဲ့တဲ့အတွက်ကျွန်တော်တို့မှလည်းကျွန်တော်တို့အာမူတီဖြစ်ရမယ်ဟာပေါ့နော်။သူတို့လည်းသူတို့ကလည်းသူဒီဖိလစ်ပင်းကိုရှုံးနေတဲ့သူတို့မှလည်း pressure ဆိုတာမျိုးရှိနေမှာပဲ။အဲ့တော့နှစ်သင်းလုံးကတော့50 50ပဲ။နောက်ပြန်မှတကယ်ကိုပြန်နေပြီးပြန်နေပြီးတော့ဟိုကြည့်ကောင်းမဲ့ပွဲပေါ့နော်။သူတို့လည်းရေကုန်ရေကန်ကစားမယ်။ကျွန်တော်တို့ကလည်းရေကုန်ရင်အကောင်းဆုံးနောက်တစ်ဆင့်တက်နိုင်မှုအတွက်ကျွန်တော်တို့ကြိုးစားတော့မှာပါဟုတ် ာဆိုတော့မနေ့ပြန်ပြင်မွေးရတော့ကျွန်တော်တို့ပေါ့နော်ဟိုဒီပထမအကစားတဲ့ခွင်းတော့မဟုတ်တော့ဘူးနော်အခုကျွန်တော်နောက်တစ်ခွင်းဖြစ်တဲ့အာဆောင်းဘော်ဒီတိုင်းတိုင်းရင်ပေါ့နော်အဲအဲ့မှာကျွန်တော်ကစားမှာပါအဲ့တော့လည်းပြိသက်တွေခွင်းနဲ့ဒီလာရောက်အားပေးဖို့ပေါ့နော်တစ်သိန်းလုံးကိုစားကျွန်တော်ဒီနေ့ရနေပြီးတော့အာပြောကြချင်ပါတယ်ခင်ဗျာဟုတ်